ရမဒီနေ့တကူလာပြည့်နေ့အတွဲပြုလုပ်ဆောင်ရွက်ရမယ့်ကုသိုလ်အစီအရင်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ရောက်ရှိလာမယ်တကူလာလာပတ်ခပြည့်နေ့လေးကတော့အင်္ဂလိပ်နော်တတိယအနေနဲ့ဆိုရင်2025 April 13ရက်တနင်္ဂနွေနေ့ဖြစ်ပါတယ်။အဲ့ဒီနေ့မှာလာပတ်ခပြည့်မှာဖြစ်ပါတယ်။တက္ကရိမာကတော့ ဧပြီလ12ရက်နေ့ကိုလာပြနေလို့ပြထားပါဗျ။ဒါကပြက်ကလေးတွင်နီးရသွားတာဖြစ်ပါတယ်နော်။တကယ်ကောင်းငယ်မောင်မလာကြီးဟာသူ့စွမ်းအားအပြည့်နဲ့စွမ်းအားအပြည့်ဆိုတာသူ့ရဲ့အလင်းကိုဘယ်အရေးမှလာပြီးကြားရောက်ခြင်းမရှိတယ်လို့နေရဲ့အလင်းရောင်နဲ့လည်းလွှမ်းမုန်းမှုမှာကင်းနေတဲ့အချိန်လာရဲ့ဘက်ကလေးအဝင်းအဝိုင်းအတိုင်းပြည့်ပြည့်ဝဝပြည့်ဝမဲ့အချိန်အဲ့ဒီအချိန်ဟာအခုရောက်ရှိလာမယ် 2025 April 23ရက်တနင်္ဂနွေနေ့မနက်6:55မိနစ်အချိန်ဖြစ်ပါတယ်။ဒါကြောင့်ဆရာမတို့မိတ်ဆွေတို့တွေအားလုံးဟာတကူလာပြည့်နေ့ကုသိုလ်အစီအရင်နေနဲ့ပြုလုပ်ကြဖို့အတွက်အချိန်ကာလအနေနဲ့တော့အဲ့ဒီနေ့ရဲ့မနက်6:30မိနစ်တိတိအချိန်မှာစတင်ပြီးဆောင်ရွက်ရမှာဖြစ်တယ်။မနက်6:30မိနစ်အချိန်မှာဆောင်ရွက်ခြင်းဟာ လာပြည့်တဲ့အချိန်ဖြစ်တဲ့6:55မိနစ်ကိုဥတီပြီးဆောင်ရွက်သွားတာပဲဖြစ်ပါလေနော်အဲ့တော့ဥစွာပထမပြင်ဆင်ရမယ်ပြင်ဆင်မှုလေးတွေကိုဆရာမပြောချင်ပါတယ်နံပါတ်1အရေးအကြီးဆုံးပြင်ဆင်ရမှာဆရာမဒီမှာအလဲမှာချပေးထားတဲ့ပကံပြားလေးဖြစ်ပါလေနော်ကျင်နိုင်ရနော်ပကံပြား အဖြူရောင်လေးကို သုံးပေးပါ မရှိဘူးဆိုရင်တော့ပန်းကက်နော်အနှဲငယ်ပါတဲ့ဟာကိုသုံးပါဆရာမကတော့ ကိုစာရေးရေးကျင်တော့ရှုပ်ထွေးကုန်မှာဆိုလို့ဖြူတဲ့ပကံလေးကိုလိုချင်ပါတယ်နော်အစ်စ်သွားဝယ်ဆရာမလိုဘူးမိမိအိမ်မှာရှိတဲ့ကျွေပကံအဖြူနော်ပကံအဖြူလေးကိုပဲတန့်ရှင်းစင်ကြယ်အောင်ဆေးကြော6အောင်တော့ပြီးရင်နော်မိမိအိမ်မှာရှိတဲ့မိသားစုတွေရဲ့အမိကိုအဲ့ဒီပကံရဲ့အလဲမှာရေးရမှာဖြစ်တယ်အဲ့တော့အလဲမှာမရေးခင်အပြင်ဘက်မှာဗာရေးထားလဲဆိုတော့ဒီမှာစလုံးနော်ဒီမှာ ကောအချိုင်ဒီမှာဘလက်ချိုင်ဒီမှာဝစာဒါဘာဝဆိုပြီးတော့အရင်ရေးရမှာဖြစ်တယ်နော်စလို့ရေးပြီးရင်စသည်ဒီလိုပကံများကိုကိုနဲ့မြန်နေချင်းဆိုင်လိုက်ရင်စလုံးကိုမိမိရဲ့ဘယ်ဘက်အပေါ်ကနေစရေးပါပြီးရင်မိမိရဲ့မြန်နေချင်းဆိုင် အပေါ်ညာဘက်မှာဒါအချိုင်ရေးပါပြီးရင် မိမိရဲ့ဘယ်ဘက်အောက်ဖက်မှာဘာလက်ချိုက်ကိုရေးပါပြီးရင်မိမိရဲ့ညာဘက်အောက်မှာဝါလုံးကိုရေးပါစာဒါဘဝဆိုပြီးတော့အဲ့ဒီလိုရေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့မင်းအနီလေးကိုအသုံးပေးစေချင်ပါတယ်စော့ပန်အနီလေးနဲ့ပါဒါကအသုံးပြုပြီးသွားရင်အာပာမင်းနစ်မဟုတ်တဲ့အတွေ့အကြောင်းပြန်ပြီးတော့နော်အိမ်မှာပြန်အသုံးပြုလို့ရပါတယ်ဒီတိုင်းထားဖို့မလိုပါဘူး အခုစီရင်ဆောင်ရွက်နေတဲ့လာပြည့်စီရင်မှာသာဆောင်ရွက်ထားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီစာဓာဘာဝ၄ခုရဲ့အလဲမှာမိမိအိမ်မှာရှိတဲ့မိသားစုတာမကဘူးမိမိရဲ့သားသမီးမိမိရဲ့ညီကုံမောင်နှမအဝေးကို ရောက်နေတဲ့သူတွေအဝေးမှာရှိပြီးအနည်းငယ်ကင်းရှင်းစေလိုသောသူတွေအဲ့ဓာတွေကိုနော်အမည်နာမတွေကိုဒီစာဓာဘာဝရဲ့အလဲမှာ ရေးရမှာ ဖြစ်ပါတယ်နော် ဒါနံပါတ်1ပါเนาะဒါကိုစပြီးတော့ပြင်ဆင်ရမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒီရေးထားတဲ့ပကံလေးကိုအလယ်မှာထားပြီးဘေးမှာသူနဲ့အနည်းဆုံးမှာမရှိရမလဲဆိုတော့ရေ3ခွက်ရှိရမှာဖြစ်ပါတယ်ဆ iam အခုပြင်ထားတဲ့ဒီရေ3ခွက်သည်အာဘောတက်ကိုဥတီစီရင်ထားတာဖြစ်ပါတယ်ဖះရှင်ကိုကတ်လှူခြင်းမဟုတ်ပါအခုဒီမှာ အလယ်မှာထားရတဲ့ နော်မိသားစုရဲ့အမိမိမိရဲ့သားသမီးသားချင်းဆွေမျိုးတွေရဲ့အမိအဲ့ဒီအမိတွေကို အလဲမှာထားပြီးဘေးပတ်ပတ်လဲမှာ အာဘောတက်ဖြစ်တဲ့ရေလေးခွက်ကိုအရှင်းနောက်တောင်မြောက်အရလေးမျက်နာရဲ့သဘောကိုစောင့်ပြီးထားရမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်တော့အလုံးမြင်လားမသိဘူးအဲ့ဒီတောက်ရေကြီးနော် ရေခွက်အဲ့ဒီရေခွက်ရဲ့အနောက်ကလေးကိုနည်းနည်းဆုပ်ပြီးဖျောင်းနိုင်အနီကိုထွန်းရမှာဖြစ်တယ် เนาะဖျောင်းနိုင်အနီကိုဆ iam ကစီမီးကွက်လုတ်တဲ့မြေကွက်ကလေးတွေနဲ့ထွန်းစေခြင်းပါတယ်เนาะနောက်ဆုံးဂုံဂုံမရှိဘူးဆိုရင်တော့အိုးကွဲသွားတဲ့အိုးချမ်းကွဲတနန့်လေးကိုစေကြောတန့်စင်ပြီးတော့အဲ့ဒီအပေါ်မှာထွန်းစေခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ဆ iam ကဒီမြေတက်ကလေးကိုလိုချင်လို့ဖြစ်ပါတယ်ဖျောင်းနိုင်အနီကိုထွန်းရမှာပါအဲ့ဒီဖျောင်းနိုင်အနီဟာဒီရေကွက်ရဲ့ အပြင်ဘက်လေးမှာเนาะနောက်ကလေးကိုနည်းနည်းဆုပ်ထားမယ်သူနဲ့ဒဒန်းနဲ့မဟုတ်ပဲနဲ့နောက်ကလေးမှာရှိမယ်ဆရာမဓာတ်ပုံလေးတင်ပေးပါမယ်အဲ့ဒါကတိုင်လေးတိုင်ဖျောင်းတိုင်လေးတိုင်ထွန်းมาဖြစ်ပါတယ်เนาะအဲ့တော့ now အဲ့ဒါရဲ့အပြင်ဘက်ရောက်တော့မှဒီမှာတပြေအညော့အရေအတွက် မလိုပါဘူးเนาะဒီမှာဘယ်ညာအပေါ်အောက်လေးเนาะအိုးလေးအိုးပြင်ဆင်ထားရမှာဖြစ်ပါတယ်เนาะ ဲ့တော့အဲ့တော့ဒါတွေကဘာကြောင့်ဘာကိုပြင်ဆင်တာလဲဆိုတော့ဒီပြင်ဆင်မှုတွေဟာအခုဆ iam မတို့ဆောင်ရွက်မဲ့ကုသိုလ်အဋိဌံအတွက်ဓာတ်တဘာဝအဖြစ်ပြည့်ပြည့်စုံအောင်เนาะအထောက်ပံ့ကြီးမားစွာ ဖြစ်စေနိုင်တဲ့စီရင်ပုံစံမှုတစ်ခုကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဖះရှင်ကိုကတ်လူခြင်းမဟုတ်ပါဘူးเนาะဖះရှင်ကိုဒီညံပန်းနေဒီဖះရှင်ကိုပူဇော်ခြင်းမဟုတ်ဘူး။ ဒီတောက်တော်ဒီရေတွေဒီလည်းဖျားရှင်ကိုကတ်လှူတာမဟုတ်ဘူးဒီဖျောင်းနိုင်နေရလဲဖျားရှင်ကိုထွန်းညှိပူဇော်တာမဟုတ်ဘူးเนาะအဓိကအားဖြင့်အလဲမှာရှိနေတဲ့အမည်နာမတွေကိုရေနဲ့ခြံရံမယ်မီးနဲ့ခြံရံမယ်မြေနဲ့ခြံရံမယ်เนาะမူလဓာတ်ဖြစ်တဲ့တစ်ပင်နဲ့ခြံရံမယ်အဲ့ဒီလိုခြံရံပြီးတော့စီရင်ဆောင်ရွက်မှာဖြစ်တယ်ဒါကစီရင်အတွက် ပြင်ဆင်မှုဖြစ်ပါတယ် ဲ့တော့ဖះရှင်ကိုမနဲ့6နာရီ55မှာလပြည်တာဖြစ်တဲ့အတွက်အဲ့ဒီ6နာရီ55ကိုဥတီပြီးဖះရှင်ကိုအယုံဆုံးအဖြစ်ကတ်လှူရမှာဖြစ်ပါတယ်ဖះရှင်ကိုအယုံဆုံးကတ်လှူဖို့အတွက်နော်မိတ်ဆွေတို့မြင်ကြလားမသိဘူးဒါကပါမုတ်ကိုတရားဖြူထားပါတယ်ဆရာမအခုညနေပိုင်းကြီးလုတ်ပြတာနော်ဒါနမူနာလုတ်ပြတာအခုဖះကိုကတ်လှူတာမဟုတ်ဘူးနော် တရံလို့တယုတ်တူအောင်အကုန်ပအောင်ဆရာမထည့်ပြီးပြတာဖြစ်ပါတယ်အခုပြောနေတဲ့အချိန်ကြီးကညနေကြီးเนาะဒါဆုံးကတ်လို့ရတဲ့အချိန်မဟုတ်ဘူးနောက်တစ်ခါကော်ဖီတစ်ခွက်ပါမှာဖြစ်ပါတယ်နောက်ရွေးနှွေးချမ်းတစ်ခွက်ပါမှာဖြစ်ပါတယ်အဲ့ဒီအာယုံဆွန်းတွေကိုတော့ဖျားရှင်ကိုကတ်လှူရမှာဖြစ်ပါတယ်ဟုတ်ပြီဒါပြင်ဆင်မှုပြင်ဆင်မှုတွေပြီးပြီဆိုရင်ဆရာမကဘယ်လိုစီရင်ဆောင်ရွက်ရမလဲဆိုတာကိုစပြီးပြောပြချင်ပါတယ်เนาะစပြီးတော့ ပြင်ဆင်မှုတွေအားလုံးပြီးပြီဆိုရင်မနေ့အဲ့ဒီနေ့ပေါ့နော်73ရက်နေ့ဧပြီလ73ရက်နေ့တနင်္ဂနွေနေ့မနေ့6နာရီ30 6နာရီခွဲတိတိအချိန်မှာစတင်နိုင်အောင်ကြိုပြီးပြင်ဆင်ထားပါ6နာရီခွဲဆိုတာ ਨੇ စပြီးဩကာသအစခြေပြီးဖျားရှက်ခိုးပါမယ်နော်ဖျားရှက်ခိုးပါမယ်ပြင်ဆင်ထားပါဆိုတော့ဆရာမအခုနော်ဒါနမူနာပြလို့ဒီဖျောင်းနိုင်လေးတွေဟိုလေတိုက်တာနဲ့ပါနဲ့ဆိုတော့ထုံးမပြတော့ဘူးနော်အားလုံးဟို6နာရီခွဲရဲ့မှာ ဆောင်ရွက်တဲ့နေရာမှာဒီဖျောင်းနိုင်နေရာမိထွန်နာမိသားဖြစ်ရမယ်နော်မိထွန်နာရမယ်အင်းအဲ့တော့ဘုရားရှင်ကိုဩကာသအစချီပြီးဘုရားရှင်ကိုရှခိုးခွင့်ပန်ပါမယ်ပြီးရင်တော့ဘုရားရှင်ကိုနော်ဘုရားရှင်ထံမှာလှူဒန်းပွဲရာတို့ကိုကတ်လှူပူဇော်มาဖြစ်ပါတယ်မိမိအိမ်မှာပြင်ဆင်ပူဇော်ထားတဲ့ပန်းမိမိအိမ်မှာပြင်ဆင်ပူဇော်ထားတဲ့စီမီရေချမ်းအစရှိတာတွေကို ပုံမှန်တိုင်း 喏，甘肃不少的咯，伊呢伊也得，拉胡拉伊拉啊，阿片片，拉片刀，拉白卡，白刀，拉边呢片牌，什么样片啊？伊拉伊酸啊，阿片也是到农业青稞那里，那边有的什么名片啊？阿用茶叶，阿用酸阿片，伊把木大家飘到，把木送到你的关，咖啡酸，金瑞金路啊。 ရိုသေးစွာကတ်လှူပါ၏ဖုရားဖုံပေသုံးဆောင်တော်မူပါအရှင်မြတ်ဖုရားဆိုပြီးတော့ကတ်လှူရမှာဖြစ်တယ်ဆရာမကနာပြောတာနည်းနည်းကြံသွားတယ်နော်ဖုရားရှိခိုးမယ်ငါးပါးတိလခံမယ်နော်ဒါထုံးစံเนาะဆရာမဒါမပြောလဲပဲအားလုံးသိပြီးသားဘုရားရှိခိုးငါးပါးတိလခံပြီးရင်မိမိအိမ်မှာပူဇော်ကတ်လှူတဲ့အရာတွေဖြစ်တဲ့ပန်းရည်ကြံစီမီကတ်လှူမယ်ပြီးရင်เนาะဒီတရားဖြူထားတဲ့ပါမုတ်ပြီးတော့ကော်ဖီပြီးတော့ရင်သွေးချမ်း အဲ့ဒါကိုဘုရားရှင်ကိုအဲ့ဒီနေ့အယုံဆုံးဖြစ်ကတ်လှူရမှာဖြစ်တယ်။နော်။ဒါတွေဒီဘုရားရှင်ကိုပူဇော်တာမဟုတ်ဘူး။ဒီပြင်ဆင်မှုနဲ့ပရိဒေသောအာဘောဝါယောဆိုတဲ့ဓာတ်လေးပါးနဲ့ညီညွတ်စွာခြံရံပြီးအဒီအထဲထဲမှာရေးထားတဲ့မိသားစုတွေအပေါ်မှာ အန္တရာယ်ကင်းခြင်းဘေးရှင်းခြင်းနဲ့ကောင်းချိုးပြည့်စုံစေခြင်းကစီရင်ဆောင်ရွက်တဲ့စီရင်ဖြစ်ပါလေဒီလအတွက်စီရင်ကเนาะမြန်မာနှစ်တစ်နှစ်အတွက်ပြီးဆုံးသွားပြီးနောက်ထပ် နှစ်သစ်တစ်နှစ်ကိုရောက်ရှိမဲ့လာဖြစ်အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်ရောက်ရှိလာမဲ့မြမာနှစ်တစ်နှစ်တာကာလပတ်လုံးမိမိနဲ့သက်ဆိုင်ရာ ဖြစ်သောဇနီးခင်မွန်သားသမီးညီကိုမောင်နှမအဲ့တော့မိမိစိတ်ထားပြမိသားစုရဲ့အမိကိုရေးပြီးဒီလိုပြင်ဆင်ဆောင်ရွက်သွားရမှာဖြစ်တယ်။အဲ့တော့ပြင်ဆင်မှုနဲ့ကတ်လွန်မှုတွေကိုပြောပြီးတဲ့နောက်မှာဘာပူဇော်ရမလဲဆိုတော့သဒ္ဓဘာဝเนาะ ဓလေးပန်းဂါထာတော်နဲ့အဌာနမေတံဂါထာတော်ကို တွက်ဖက်ပြီးပူဇော်ရမှာဖြစ်တယ်။ဒါတော့မိတ်ဆွေတို့ဟိုသိပြီးသားဖြစ်ကြပါလိမ့်မယ်။တပသိတိဂါထာတော်ကြီးမှာအဲ့ဒီလိုရွတ်ဆိုခဲ့ရတယ်နော်။တပသိတိအဆောင်အဲ့ဒီအဆောင်ပူဇော်တဲ့အချိန်မှာလည်းအဲ့လိုပူဇော်ခဲ့ကြရပါတယ်။အခုအဲ့ဒီအတိုင်းပူဇော်ရမှာဖြစ်ပါလိမ့်။အဲ့တော့ဆောင်ရက်ပုံကနော်ဖျားရှိခိုးမယ်ငါးပါးတိလခံယူမယ်ပန်းရည်ချမ်းစီမီမိမိတို့ကတ်လှူနေတဲ့အတိုင်းကတ်လှူမယ် ပြီးရင်တော့မိမိတို့ပြင်ဆင်ထားတဲ့အယုံစွန်းတွေကိုအသေးချာကတ်လှမယ်။ပြီးတော့ရင်ရှင်တော်မြတ်ဖျားအရှင်မြတ်စွာဘုရားတပည့်တော်သည်ဖျားရှင်ဤဖျားရှင်ကိုအယုံညှွတ်တွားရရနာ၃ပါးဥထိပ်ထားကနော်ဒါလေးပါဂါထာတော်နဲ့တကွအထာဏမေတံဂါထာတော်ကြီးကို ရိုသေစွာဖြင့်36ချိန်တိတိ ယောပွားတရဆယ်ပူဇော်ပါမည်ဖုရားဆိုပြီးတော့ဖုရားထံမှာခွင့်ပတ်မယ်ပူဇော်ခွင့်ပြုပါအရှင်မြတ်ဖုရားဖုရားရှင်ပါအရှင် အရင်ဆုံးခွင့်ပတ်မှာဖြစ်တယ်ပြီးရင်တော့မိမိဖိတ်ကြားရမယ်နော်တမာရီဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းရိယာသရဆင်သရကောင်းသူမြန်လောင်းအပေါင်းကိုဖိတ်ကြားပြီးတဲ့နောက်ဘာတွေပါဝင်လာရမလဲဆိုတော့မိမိဒီပကံမှာရေးထားတဲ့အမိတွေနဲ့နော်ဥပမာဥဖြူကစောင့်ရှောက်ကြတော့ကိုစောင့်နိုင်အပေါင်း နော်ဥဖြုံနဲ့သက်ဆိုင်ကြကုန်တော့ဆက်ဆက်သမ ्या ကုန်တော့အဆောင်အချောက်အပေါင်းနော်ဒေါ်နီနဲ့ဆက်ဆက်သမ ्या ကုန်တော့အဆောင်အချောက်အပေါင်းနော်အာဘာလို့ဆိုကြပါစို့ဒီမှာရေးထားတဲ့နာမည်တွေပေါ့နော်ဥမာဆ iam မဆိုရင်ဒီမှာဒါဆိုလိုင်းတော်ဖြူဖြူတင်ကိုအောင်မတူစားဒါမရှိတာတွေရောရှိတာတွေရောဆ iam မဒါနမူနာပြလို့ရအောင်ထည့်ရေးထားတာအဲ့တော့ဆ iam မနမူနာပြောရရင်ဒေါ်ဆုစုလိုင်းနဲ့ဆက်ဆက်ပတ်သက်သမ ्या ကုန်တော့နော်ပုဂ္ဂိုလ်အဆောင်အချောက်အပေါင်းတို့ဒီ၎င်း တော်ပြပြသည်နဲ့ဆက်ဆက်ပတ်သက်သမျှကုံသောအဆောင်ရှောက်ပုဂ္ဂိုလ်အပေါင်းတို့သည်၎င်းနော်ဟိုကိုအောင်အောင်နဲ့ပတ်သက်ဆက်ဆက်သမျှကုံသောအဆောင်ရှောက်ပုဂ္ဂိုလ်အပေါင်းတို့သည်၎င်းအဲစသဖြင့်ပေါ့ဒီနာမည်မှာရှိနေတဲ့ဟာတွေကိုဖိတ်ကြားမယ်နော်အဲ့ဒီ net ပြန်မာတွေမိမိဖိတ်ကြားနေကြအပြင်ဒီမှာရေးထားတဲ့စာရေးထားတဲ့မိသားစုတွေရဲ့ဆက်ဆက်ပတ်သက်သမျှကုံသောအဆောင်ရှောက်အပေါင်းတို့ကိုဖိတ်ကြားပါလေကြွရောက်ကြရွေးမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဤရှေ့မှောက်တွင် အချက်နောက်နေအတူတကွဒါလေးပါဂါထာတော်ကြီးနဲ့အထာနာမေတန်ဂါထာတော်ကြီးကိုရိုသိမ့်စွာဖြင့်36ကျင့်တိတိရောပွားတဲ့ဆယ်ပူဇော်နာကြတော်မူကြပါကုန်လောဆိုပြီးတော့နော်ဒါဖိတ်ကြားပြီးတော့အတူတကွပူဇော်ကြမှာဖြစ်ပါတယ်အဲ့တော့36ကျင့်တိတိပူဇော်ပြီးတဲ့အချိန်မှာတော့နော်ကြွားရောက်လာကြတဲ့ ဖိတ်ကြားလို့ကြွားရောက်လာကြတယ်တမရီဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေကိုနတ်အပေါင်းတွေနဲ့တကွအခုခုနကဖိတ်ကြားခဲ့တဲ့เนาะဒါဒါတော်စုလိုက်နဲ့တကွပတ်သက်ဆက်ဆက်သမျှကုံတော့အဆောင်လျှောက်အပေါင်းတို့အားလကောင်းဩတော်ဖြူဖြူသင်းနဲ့ပတ်သက်ဆက်ဆက်သမျှကုံတော့အဆောင်လျှောက်ပုပ်ကိုအပေါင်းတို့အားလကောင်းလို့ထည့်ပြီးတော့မိမိယနေ့ပြည့်ရသောဣဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဝိပဿနာကုသိုလ်ဒိဋ္ဌံကုသိုလ်တစ္ဆာကုသိုလ်မေတ္တာကုသိုလ် ဥဒ္ဒါနာဖို့ပါကအဝဝတို့အလကောင်းအကျွန်ုပ်ယနေ့ရောပွားတရဆယ်ပူဇော်ခဲ့ရသောဓလေးပါဂါထာတော်နှင့်အဌာနာမေတံဂါထာတော်မြတ်ကြီးကိုပူဇော်ခဲ့ရသည့်ကောင်းမှုကုသိုလ်အရှိန်အဝါတို့ကို၎င်းထက်တူထက်မြအမျှပေးဝေပါ၏ဆိုပြီးတော့သေးသေးချာချာလေးလေးနဲ့နဲ့နော်အမျှပေးဝေတဲ့အချိန်မှလည်းတိတ်လို့ရပေါ့ဆရာမအဲ့ဒီအမျှဝေတဲ့အကြောင်းလေးကိုလည်းအတိုလေးပြောချင်တယ် လူတယောက်ဟာလူတယောက်ကိုကူညီလိုက်တဲ့အချိန်မှာရော့အဆိုပေးလိုက်တာနဲ့သူ့ရဲ့ပြည့်စုံမှုအတွက်စိတ်ထဲမှာဖက်တန်တဲ့စိတ်နဲ့ပေးလိုက်တဲ့အချိန်ရဲ့ကုသိုလ်စိတ်နဲ့မတူဘူးအဲ့ဒီလိုပဲဆရာမတို့အမျှဝေတဲ့အချိန်မှာလည်းအခုမှမဟုတ်ဘူးเนาะဘယ်အချိန်မှဖြစ်ဖြစ်ကိုပြုတ်ခဲ့တဲ့ကုသိုလ်တွေကိုကိုပြန်ပြီးရွတ်ဆိုတဲ့အချိန်မှာအဲ့ဒီကုသိုလ်တွေကိုပြန်ပြီးစိတ်ထဲမှာကိုကိုယ်တိုင်ကျင့်နှံ့နေရမယ် အဲ့ဒီကုသိုလ်တွေလုပ်ခဲ့တယ်အဲ့ဒါတွေလုပ်ခဲ့တယ်အဲ့ဒါတွေလုပ်ခဲ့တယ်ဒါနပြုခဲ့တယ်သီလစောင့်တည်ခဲ့တယ်ဘာဝနာပွားများခဲ့တယ်နော်အဲအဲ့ဒီလိုပေါ့အဲ့ဒီရွတ်လိုက်တဲ့ကုသိုလ်တွေမှန်သမျှကိုကိုကိုတိုင်ကကျင့်နဲ့နေတဲ့စိတ်နဲ့ဤကုသိုလ်တို့အားနော်အလုံးထက်တူထက်မြအမြအမြအမြယူတော်မူကြပါကုန်တော်ဆိုပြီးတော့ကိုလက်ထဲကတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုကိုကိုပေးအပ် တဲ့နဲ့လူကိုဝမ်းမြောက်ဝမ်းသာနဲ့ပိတ်အပ်လိုက်တဲ့အချိန်ဖြစ်တဲ့စိတ်ညိုးအဲ့ဒီစိတ်ညိုးကိုထားပြီးအမျှဝေရမယ်နော်အဲ့ဒီလိုအမျှဝေအမျှသုံးချိန်ဝေမယ်အမျှဝေပြီးရင်ထုံစံအတိုင်းနော်မြတ်တာပို့မယ်အဲ့တော့မြတ်တာပို့ပြီးရင်နော်မိမိဖိတ်ကြားထားတဲ့ပုံကိုယ်တွေကိုနော်မိမိဘုံဗိမ္မာန်ကိုပြန်လဲကြွရောက်ဖို့အတွက်နှက်ပြန်ပို့ရမှာဖြစ်တယ်ဒီနေရာမှာ အမည်နာမတွေနဲ့တို့ပါဆက်ဆက်ပတ်သက်သမျှကုန်တော့အဆောင်ရှောက်ဆိုတာဖိတ်ကြားထားတယ်အဲ့တော့အဲ့ဒီပို့ပြီးတော့မှကြွက်ရောက်လာကြတယ်တမာရီဝတ်နဲ့မျက်နှာကောင်နဲ့အပေါင်းရိယာတော်စင်တော်ကောင်သူများလောင်းအပေါင်းတို့မိမိတို့စံမြန်းရဘုံပိတ်နဲ့စကန်တို့ဝမ်းမြောက်ဝမ်းသာစွာပြန်လည်ကြွက်မြန်းတော်မူနိုင်ကြပါပြီလို့ပြောပြီးတဲ့အချိန်မှာနောက်ဥပမာဆိုကြပါစို့ဒီမှာတော့နာမည်၅မျိုးရှိရင်၅ယောက်ပေါ့ဒေါ်ဆုစုလိုက်နဲ့ပတ်သက်ဆက်ဆက်သမျှကုန်သောအဆောင်ရှောက်ပုပ်ကိုအပေါင်းတို့ ဒီနေ့ဤရဲ့ဒုတကပြုတ်ခဲ့ရသောဤကောင်းမှုကုသိုလ်တို့ကြောင့်ရောဆွဆွလိုက်ဤဘဝတွင်အနေရဲ့ဘေးခတ်သိမ်းကင်းငြိမ်ခြင်းဖြစ်စေနိုင်ရန်စောင့်ရှောက်ပေးတော်မူကြပါဟောနောက်နောက်တစ်ယောက်เนาะအဲ့ဒီလိုစောင့်ရှောက်ပေးတော်မူကြပါစောင့်ရှောက်ပေးတော်မူကြပါဆိုပြီးတယောက်ချင်းရဲ့နာမည်နဲ့ပြောသွားရမှာဖြစ်တယ်เนาะပြီးရင်เนาะအကျွန်ုပ်ဖိတ်ကြားရွတ်တွေ့ရောက်ကြကုန်သော ဤပုံကိုယ်တို့ဤဆက်ဆက်ပတ်သက်သမျှကုန်သောအဆောင်အလျှောက်တို့သည်မိမိတို့ဆိုင်ရာဆိုင်ရာနေရာဌာနတို့သူကဘုံဗိမ္မာန်လို့ပြောလို့မရတော့ဘောနော်ဆိုင်ရာဆိုင်ရာနေရာဌာနတို့ပြန်လဲကြွမြန်းနိုင်ကြပါပြီဆိုပြီးတော့နော်အဲ့ဒီလိုနှက်ပြန်ပို့အောင်ဖြစ်ပါတယ်အဲ့တော့ရုပ်ဖတ်တဲ့ဆရာမှာစာတဘဝဂါထာနဲ့အဌာနမေတံကို တွဲပြီး36ခေါက်တထိုင်နဲ့နော်ပူဇော်ရမှာဖြစ်ပါတယ်အဲ့ဒီ တကူလာပြီနေတရက်ထဲဖြစ်ပါတယ်။နောက်ရက်ဒီဆက်လုပ်ဆရာမလို့ဘူး။အဲ့တော့ဆရာမနော်မဟာသမယတုတ်တော်ကြီးရုတ်ဖက်တဲ့ဆယ်မှုဟာကိုယ့်ရဲ့နေနော်မနေ့ပြန်မှာအထိတ်ထန်ပြေးပါမယ်။အဲ့တော့ဆရာမစပြီးညွှန်ကြားတဲ့အချိန်ကစပြီးမဟာသမယတုတ်တော်ကြီးကိုအထိတ်ထန်မပြတ်ဆောင်ရွက်ခဲ့တဲ့သူတွေလည်းရှိတာသိရလို့ဆရာမဝမ်းသာပါဗါတယ်။အဲ့တော့နောက်တစ်ခုကရတနာတုတ်တော်ရတနာတုတ်တော်ကြီးကတော့ဆရာမတို့ လာမယ်14ရက်နေ့မှာအဋိဌံပြေပါမယ်ဒါပေမဲ့18ရက်နေ့အထိအသားကြီးငါကြီးတွေအတတ်နိုင်ဆုံးเนาะမစားပဲနဲ့မြတ်တာဘာဝနာပွားပေးထားပါလို့အဲ့ဒီလိုလေးလဲဆရာမအခုဒါလေးပြောရင်းနဲ့မြတ်တာရက်ခံပါတယ်เนาะအဲ့တော့ရောက်ရှိလာမယ်တကူလာပြေနေ့လာဘက်ခပြေနေ့ကနေစပြီးကုသိုလ်ဒါနတွေစီရင်ဆောင်ရွက်ပြီးတဲ့နောက်မိသားစုများအားလုံး 高水高水，白白呀，为官为，肩马肩，强大肩，俺俩肩肩嫩着瓜，十八、二三呀，都带背送家的披肩花鞋。